ဝေဖန်တာနဲ့အပြစ်ပြောတာနဲ့လည်းမတူဘူးဗျခုနကကျွန်တော်ပြောဝေဖန်ပါသူတို့ဝေဖန်တာကောင်းတဲ့ဟာတွေကျွန်တော်တို့ဘက်ကပြင်မှာပဲခုနပြောသလိုကျွန်တော်တို့ဘက်မှာလည်းအခက်အခဲတွေရှိပါတယ်ကျွန်တော်လေရင်ခွင့်ကိုရိုက်ချင်တယ်ချက်ချင်းကျွန်တော်ရိုက်လို့မရဘူးဟုတ်တယ်မလားမရိုက်လို့မရတဲ့နေရာအများကြီးရှိတယ်အဲ့အချိန်မှာကျွန်တော်ပကံမှာသွားရိုက်တယ်ဟာလာကျွန်တော်ပြောတယ်ဟာဟို၅သိန်းတောင်းတော့ကျွန်တော်တို့အဆင်မပြေဘူးကျွန်တော်တို့ကားလေးတွေမှာအဲ့ဒါကိုကျွန်တော် Facebook တင်တယ်အကုန်လုံးဘာပြောဟာဒါရင်ချင်းမှုနေမြေကွာတော့ဘာဖြစ်တယ်ညာဖြစ်တယ်တို့တို့ရေဝိုင်းရေးတယ်ဒါဆိုရင်ကျွန်တော်တို့ နိုင်ငံမှာခုနပြောတဲ့ဝေဖန်တဲ့သူတွေဒါတွေကိုသိစီခြင်းတယ်ကျွန်တော်တို့ဇက်ကဘလို့ဇက်ကမျိုးရိုက်มาလဲဆိုတာမသိဘဲနဲ့ခေါင်းစဉ်တစ်ခုအောက်မှာရေးထားတဲ့ post ကိုတီချာမဖတ်ဖဲနဲ့ဝင်ရောက်ပြောဆိုတာဆဲဆိုတာအဲ့ဒါတွေတော့မြန်မာလူမျိုးမြန်မာယဉ်ကျေးမှုနဲ့တော့မကိုက်ညူပါဗျာတကယ်ကိုမြန်မာလူမျိုးမြန်မာယဉ်ကျေးမှုဗုဒ္ဓဘာသာကိုကိုးကွယ်တယ်ဆိုရင်တော့ကိုပြောတဲ့ဇက်ကကိုဝေဖန်တဲ့ဟာကတိတိကျကျဖြစ်ဖို့လိုတယ် ိုတို့ဒီဘဝကိုရောက်ဖို့အတွက်6လလောက်ခေါက်ဆွဲပြုတ်တောက်ပြီးတော့ဒီဘဝကိုရောက်ဖို့ကြိုးစားလာတာဒီဘဝကိုရောက်ဖို့လွယ်လွယ်နဲ့လာတာမဟုတ်ဘူးပတ်ဆက်5ချက်မရှိလို့ဘရင်တော်နေပြီးတော့တီရိမင်္ဂလာဇီတိတငငချင်းစီမှာလမ်းလျှောက်ပြီးတော့ပတ်ဆက်ချီပြီးသွားခဲ့ရတာအဲ့ဒီဘဝကိုဒီချင်းတွေရောက်ဖို့ရှင်နေကြောင်းနေတယောက်တည်းတက်လာအမျိုးမရှိဘူးအတိုင်းဝိုင်းမရှိဘူးအဖော်မရှိဘူးမိတ်ဆွေမရှိဘူးအဲ့ရနေကိုဒီဘဝကိုရောက်အောင်ကြိုးစားလာအဲ့တော့ကိုတို့ရဲ့ကြိုးစားခဲ့တာရဲ့အားလုံးဟာအလဟတ်တတ်တော့မဟုတ်ဘူး အဲ့အတွက်ခုနပြောရဝေဘန်တာကိုကိုတို့လက်ခံပါတယ်အဖြစ်ပြောတာကိုတော့ဟိုလက်ခံမပေးနိုင်ဘူးပြီးတော့သူတို့ဝေဘန်တဲ့ဟာကိုမှန်ကန်သောဝေဘန်မှုမျိုးကိုပြုပြင်ပါတယ်ကိုယ့်ဇာတ်ကားတွေကိုကြည့်ပါအဲ့ခုနပြောညီလေးခုနပြောမြန်မာဘောကရက်လို့ပြောတဲ့အထက်မှာကောင်းတာတွေအများကြီးပါတယ်တကယ်ကိုကိုပြုပြင်တာတွေလည်းအများကြီးပါပါတယ်အဲအဲ့ဟိုတေးကြတယ်အဲ့မြန်မာဘောကရက်ဆိုတဲ့နောက်ပိုင်းအဲ့ပေါ်ပြီးတဲ့နောက်ပိုင်းကိုရိုက်တဲ့ကားတော်တော်များများမှာသူတို့ပြောလို့ပြုပြင်တာတွေအများကြီးရှိပါတယ် ဒါပေမဲ့တချို့ဟာတွေကတော့ကိုတို့လှုပ်ယူလို့လည်းမရဘူးပြုပြင်လို့လည်းမရဘူး။ဘာလို့ဆိုကိုတို့နိုင်ငံမှာစတူဒီယိုမရှိဘူး။ပြီးရင်ခုနပြောတဲ့သူတို့ပြောကော်ပီမရိုက်ပါနဲ့ပြောတယ်။အဲ့ဒါဆိုရင်ကိုတို့ကလည်းပြောကျင်တယ်၅90စက်နှစ်ဘက်ကကိုတို့နိုင်ငံမှာကိုတို့မြန်မာမှာပဲရှိတာ။အဲ့တော့အဲ့ဇက်ထဲကနေလွတ်တဲ့ကားရောရှိလား။အဲ့တော့နိုင်ငံခြားကားတွေမှာလည်းကောင်းတဲ့ကားရှိဆိုမကောင်းတဲ့ကားတွေလည်းအများကြီးပဲကိုရီလည်းဒီလိုပဲကောင်းတဲ့ကားရှိဆိုမကောင်းတဲ့ကားတွေရှိမှာပဲအများတန်းကကောင်းနေမယ်ဆိုရင်နေထူးနိုင်ဆိုတာဘလို့မှပျောက်သွားမှာမဟုတ်တော့ဘူးလေနော် ဒီနေ့ဒီချိန်ရင်တော့နေထူနိုင်ဖြစ်တယ်နောက်နေ့နောက်ချိန်နေထူနိုင်မဖြစ်နိုင်ပါဘူးဟုတ်တယ်မလားဖြစ်ပြီးရင်ပြတ်မယ်ဒါကျွန်တော်မြတ်စွာဘုရားဟောထားတာပဲအဲ့အတွက်လည်းကျွန်တော်လက်ခံတယ်ဒါပေမဲ့ဖြစ်နေတဲ့အချိန်မှာတော့အကောင်းဆုံးကျွန်တော်တို့ဖန်တီးမယ်ကျွန်တော်ဇက်ကားကိုကြည့်တဲ့ပိသက်ကိုတန်အောင်ကျွန်တော်စူးစမ်းမယ်ပြီးတော့ကျွန်တော်ဇက်ကားတွေမှာဇကလုံးတွေဘာကြောင့်ကျွန်တော်ပြောရတယ်ထဲ့တယ်ဆိုတာကျွန်တော်ဇက်ကားကိုကြည့်လိုက်လို့အတိတရားလေးတစ်ခုရရင်ကျွန်တော်ဂျင်းတ်တယ်ကျွန်တော်တေချာလေးလာတယ်တေချာဖတ်တယ်ဇက်ကားနဲ့အံဝင်သောဇက်ဇကလုံးများကို ရှာဖွေစူးစမ်းပြီးတော့ကျွန်တော်ထည့်တယ်။အရင်ထက်ပိုပြီးကြိုးစားပါမယ်လို့။ဘာဖြစ်လို့ဆိုတော့အသက်လည်းကြီးလာပြီလေ။နော်အဲ့အတွက်ကိုရိုက်ခဲ့တဲ့ကားတွေဟာအမှုပညာအရာကြံခဲ့စီခြင်းနဲ့